လောကကိုဖယ်ရှားပြစ်နိုင်တဲ့ဤကတော့ဘာလဲလို့ဆိုရင်ဓမ္မအတိပဲသားလေဖြစ်တယ်ဓမ္မအတိကလွဲပြီးတော့တောကကိုဖယ်ရှားနိုင်တာမရှိဘူးလောကဖယ်ရှားနိုင်တဲ့အတိဆိုတာအနာဂတ်နဲ့ယဟန္တာဒီအဆင့်ရောက်အောင်ဓမ္မအတိတွေရင့်ကျက်ရင့်ကျက်သွားပြီဆိုလို့ရှိရင်တော့ဆိုရင်စိတ်တွေလောကပြောက်သွားပြီဘလောက်ထိပြောက်သွားသလဲဒီအတိညာဟာဆိုရင်စိတ်ကိုဘလောက်ထိဖယ်ရှားနိုင်သလဲဆိုလို့ရှိရင် လုံးဝတစ္ဆကမမကြံအောင်ဖယ်ရှားနိုင်လူတွေဆိုတာကြောက်စရာအာယုန်နဲ့တွေ့ရင်ကြောက်တယ်လန့်တယ်ထိတ်လန့်တယ်တုန်လို့တယ်စိတ်နှလုံးတုန်လို့တယ်သို့သောတချို့တရားတွေမကြောက်ဘူးမလန့်ဘူးဆိုတာလည်းရှိတယ်တရားမှာမကြောက်တဲ့တရားတွေရှိတယ်အဲ့ဒီတရားတွေဆိုပါစို့ရှင်သေးဆိုတဲ့အကောင်စာရဲပါတာပြောတော့နော်ခုခဏ အာဖရိကချင်းလေးကြီးတွေအမြောက်နဲ့ပြင်းရင်တော့ပြေကောင်းပြေးလိမ့်မယ်အဲ့ဒီမှာချင်းလေးဆိုတဲ့အကောင်ကသူကလန့်နေလို့မရှိဘူးတဲ့သူကဘာလို့မလန့်တာတော့လို့သူ့ရဲ့အကြောင်းကသူကဓမ္မအသီးတွေတိလို့မလန့်တာလားလို့ဆိုမဟုတ်ဘူးသူအရှုံးပေးရမယ့်လူတယောက်မှမရှိဘူးဆိုတာသူ့ကိုယ်သူကိုသိပြီးတော့ယုံကြည်လွန်အားကြီးပြီးတက္ကရာဒိဋ္ဌိကြီးမားလွန်အားကြီးတော့ကြောင့်သူမကြောက်တာတဲ့